ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျာနော်ဆိုတော့ဒီ live ကတော့ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့နော်၄၄သင်းမောင်းမောင်း၁နဲ့အတူဒါဒီနှစ်စာပွဲလက်ကျန်ဒီ Union 6 KYC ပွဲလေး ြောပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ဒီ live ကတော့ဒါတတိယမြောက် live ဖြစ်ပါတယ်เนาะကျွန်တော်ခေါင်းစဉ်လေးတွေနဲ့တော့ခွဲပြီးလွှင့်တာပါတယ်ရှေ့မှာကျွန်တော် Premier League ကြိုက်တဲ့ညီကိုတွေအတွက်ကျွန်တော် promotion ဆုံး live ထဲမှာ Premier League ကြောင်းအကုန်ပြောထားတယ်ဒုတိယ live ထဲမှာကျွန်တော် Border Decision နဲ့အတူ League 1လေးပြောထားတာဖြစ်ပါတယ်အခု live ကတော့ကျွန်တော်ဒီနေ့ရဲ့၄သင်းမောင်းမောင်း1ထဲက၄ဘွဲပဲကျွန်တော်ပြောပါမယ်ပြီးရင်နောက် live ထဲမှာ၄သင်းမောင်းမောင်း2ထဲက၄ဘွဲပဲကျွန်တော်ပြောပါမယ်အဲ့ဒါပြီးရင်တော့ဒီနေ့ live အကုန်ပြီးပါပြီเนาะအဲ့တော့ဒီနေ့ဒီ live ကတော့ကျွန်တော်၄ဘွဲပဲပြောမှာဖြစ်ပါတယ်เนาะโอเคပါဗျာ မင်္ဂလာပါညီကိုတို့ဒီနေ့ Elna Sa ပွဲတော့ရှိတယ်ဗျာသိလားအဲ့နာစာပြီးခဲ့တဲ့ဘက်မှာ EDH ကို1 2နဲ့ထင်တယ်နော်1 2နဲ့ရှုံးပြီးဖလားဝဲကနေထွက်လိုက်ရတယ်ပေါ့လေနော် Ronaldo လည်းဖလားဖလားကံမပါတော့ဘူးလားမသိပါဘူးဗျာနော်အဲ့တော့လက်ရှိကတော့သူတို့ဒီ sorry မှာတော့အဆင့်တက်ပဲပေါ့လေနော်လက်ရှိရလာကောင်းနေတယ်ဒါပေမဲ့ပြီးခဲ့တဲ့ Kings Cup မှာတော့သူတို့နည်းနည်းလေးအဲချီချော်သွားတယ်ပေါ့လေနော်အဲ့တော့1 2နဲ့ Ronaldo ကတော့ဒါဖလားဝဲမှာရှုံးနေခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့အဲ့ပွဲပြီးတဲ့က လက်ရှိအနေထားရနည်းနည်းလေးလန့်တယ်ဗောနော်ဒီနေ့နှလုံးသီရထင်တယ် Elna Sai အနေနဲ့ပေါ့လीနော်မကြိုက်ဘူးပြအဲပွဲလဲကျွန်တော်ရှောင်ပါတယ်နော် Brother Hainthong Min Khaw မင်္ဂလာပါညံဖြိုးမင်္ဂလာပါဖုံးတော်ခတ်မင်္ဂလာပါရွှေကြီးမင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါ Hain Min Soe မင်္ဂလာပါကုမင်းဦးမင်္ဂလာပါငိမ့်သူအောင်မင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါရွှေရမင်္ဂလာပါဦးဖုံးမင်္ဂလာပါမမောင်မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါတင်းတန်းအောင်မင်္ဂလာပါတန်းကျော်မင်္ဂလာပါဇင်ဝေထွတ်မင်္ဂလာပါမင်းစရာထွတ်မင်္ဂလာပါရန်နိုင်မင်္ဂလာပါဦးရဲနိုင်မင်္ဂလာပါ Ruby ဖြိုးမင်္ဂလာပါခင်မောင်ဝင်းမင်္ဂလာပါညီကိုရေးဦးရဲနိုင်မင်္ဂလာပါမင်းစရာထွတ်မင်္ဂလာပါဘယ်ရောက်ပါလဲ နော်အဟန်ဝင်းတက်မင်္ဂလာပါပါမင်္ဂလာပါရအဆောင်မင်္ဂလာပါခင်မောင်ထွန်းမင်္ဂလာပါကျော်လင်းမင်္ဂလာပါချစ်သေးကျော်မင်္ဂလာပါရူဘီဖြိုးမင်္ဂလာပါအောင်ဦးအောင်မင်္ဂလာပါဗျဘရသာအမင်းချန်86မင်္ဂလာပါဗျအကာကျော်မင်္ဂလာပါအောင်ကိုမင်္ဂလာပါဘန်ဒူလာမင်္ဂလာပါအဲဘာပဲပါလဲ PWZ YouTube channel မင်္ဂလာပါဂျပန် MM မင်္ဂလာပါဗျကဲအဲ့ဒါဆိုကျွန်တော်စမယ်ဗျနော်အဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့ရဲ့ နှစ်စာပွဲနောက်တစ်ပွဲနဲ့အတူလေးသင်းမောင်းမောင်းတစ်လီပြောပြီးမှဖြစ်ပါတယ်โอเคအဲ့တော့ let's go ပါ soda wise ဘက်မှာဆောင်ကျင်တဲ့ Nigo တွေအနေနဲ့ကလည်း Kobe ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက wise ဘက်မြန်မာ Facebook page နဲ့သူတို့ application တို့မှာ website link ကစားမှာ service code လေးကိုနှိပ်ပြီးတော့24နာရီတည်လို့ရတယ်မြင်မြန်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါအဲ့တော့လက်ရှိဒါ mount တစ်ထဲကပထမဦးဆုံးကျွန်တော်ပွဲက Union Saint Galaxy ပွဲလေးဖြစ်ပါတယ်เนาะအဲ့တော့ခဏလေးပါကျွန်တော်အဲ့ပွဲလေးတွားလိုက်ပါအောင်မယ်ဗျ union saint union saint ဆိုတော့အသေးလေးလက်မလေးနော်တယောက်တစ်ချက်လောက်ကိုညိုတော့နှိပ်ပေးကြပါအောင်ညီကိုရေโอเคပါအဲ့တော့ဒီမှာ union saint เนี่ยကျွန်တော်တို့ဒါအဲတစ်ဖက်ကအသင်းကတော့ဒါ sv sludi warren လာနော်အဲအပွဲလေးဖြစ်ပါတယ်အဲ့တော့ zoldi အနေနဲ့ကအင်ကွဲမာကဒီရာဒီရလက်ကမဆိုးဘူးပြောနော်အခုလက်ရှိနောက်ဆုံးပြန်လာဆုံး36 8ပွဲဆက်ကြီးအောင်ထားတယ်အဲ့လောက်ထိတောင်လက်ရှိခြေစွမ်းကောင်းနေတယ်ဒါကိုတော့အဝေးကွင်းကနေ union saint ကတလုံး30ပေါင်ပေးတယ်ဆိုတော့ရတေချပေါက် union saint အဲခြေစွမ်းမှန်နေတာကိုဘိုဂီတီရိတ်မိတဲ့ပုံပါပဲเนาะအဲ့တော့လက်ရှိသူတို့လီမာကเนาะသူတို့ကဒါလီဒီဒီ KJ လို့ပါတော့ Belgian လီယာပေါ့လေเนาะဒီ Brugge ကတော့အဆင့်နှစ်မှာလိုက်နေတယ်အဲ့တော့လက်ရှိအဆင့်တက်မှာ Union စိတ်ဟာဒီဟာဒီကစားတဲ့12ပွဲမှာ9ပွဲနိုင်လာတယ်တပွဲပဲရှုံးနေနှစ်ပွဲတည်ရည်နဲ့24ကိုသွင်းလာတယ်69ပဲပေးရတယ်26မှတ်နဲ့အဆင့်တက်မှာဥဆောင်နေတယ်အဆင့်နှစ်က Brugge ဟာလက်ရှိ နှစ်ပွဲရှုံးရလက်တွေ့တာလေ26မှတ်နဲ့အောက်ကနေ3မှတ်အကွာနေဖိအားပေးနေတယ်ဆိုတော့ Brujet G ကဒီနေ့ပွဲမှာအိမ်ဝင်နှလုံး60ပေါင်းဖြစ်တာကြောင့်3မှတ်ရမှာတေးကြတယ်အဲ့တော့ဒီနေ့ပွဲကအဲ Union Site အနေနဲ့လုံးဝတေးကြလို့မရတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ G ရှစ်ပွဲဆက်အောင်လာတဲ့ဒီ Slody အနေနဲ့ကလေဒီနေ့ပွဲမှာကြီးကြနိုင်ကြီး chance တော်တော်ကြီးများပါတယ်เนาะအဲ့တော့ဒါကတကြောင်းပါအဲ့တော့ တဖက်က Union စိမ့်ရဲ့လက်ရှိ Gara Fan ကိုရာကတော့ Champion League မှာတော့သူတို့အရင်ကြီးရလာမကောင်းတာဘူး Newcastle ကိုရှုံးတဲ့ Inter Milan ကိုရှုံးတဲ့ PSV တပွဲပဲနိုင်ရတဲ့အနေအထားတွေ့ရပါတယ်ဒါကြောင့်လာမယ့် Jaya ကိုတော့သူတို့အားထက်ကန်ရအောင်မယ်ဒါပေမဲ့လက်ရှိကန်တဲ့ပုံအရ Belgian League ကိုသူတို့ဦးစားပေးတယ်ဗျเนาะအဲ့တော့ဒီဟာဒီကန်ခဲ့တဲ့အဝေးခွင်တောက်လျှောက်မှာလဲဒီ Brugge တပွဲတဲ့သာ 1C နဲ့သူတို့ရှုံးနိုင်ထားခြင်းဖြစ်ပါတယ်เนาะ Chan ကို1-2 PSV ကိုဒါ Champion League မှာ1-3နဲ့ကန်တဲ့လက်ရှိခြေစွမ်းအရာကတော့ တဖက်ကဇူဒီအသိန်းလို့အသိန်းကိုတော့မနိုင်စရာတော့လက်ရှိကြေးရပါလိမ့်နော်ကြေးရတော့မနိုင်စရာမရှိဘူးလို့ပဲကျွန်တော်ယူဆတယ်ဒီနှစ်သိန်းပြီးခဲ့တဲ့နောက်ဆုံးထဲတဲ့ဆို2022မှာဇူဒီအိမ်ခွဲမှာပြီးခဲ့တဲ့အဝေးဝန်းကြီးရလဲတလုံးတီပါ13နဲ့အောင်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဒီနေ့ရဲ့နောက်ထပ်နှစ်ဆပွဲအနေနဲ့ Union Saint Gilloise ဒါနှစ်ဆပေါ်ရီဖြစ်ပါတယ်ဘယ်လ်ဂျီယံလီယာဖြစ်ပါတယ်နော် Union Saint Gilloise ဖြစ်ပါတယ် โอเคပါဒါကဒါလေးနေမောင်းလေးကဒါတပွဲဖြစ်ပါတယ်နောက်တပွဲကကျွန်တော်တို့ဒါစကော့တလန်ပွဲပါเนาะဒီ Hearts လို့ခေါ်တယ်ဗျเนาะခဏလေးကျွန်တော်ပြပေးမယ်ဆိုတော့ကျွန်တော်တို့စကော့တလန်လီလေးတွားမယ်ပေါ့လीเนาะခဏလေးစကော့တလန်ကန်အောင်ကန်နေပြီလားမသိဘူးเนาะအောင်မကန်သေးဘူးမကန်သေးဘူး AC AC ဟွာကိုးကွဲမှာကန်မှာဒွန်ဒီနဲ့ဗျာပွဲပြောင်းနေလို့စကော့တလန်လီကဘယ်ရောက်သွားလဲမသိဘူးခဏလေး ဆွစ်ဇာလန်နဲ့အာအီဂျစ်တွေပါလေမဟုတ်ဘူးကျွန်တော်ဒီမှာစကော့တလန်လီးပြောင်းနေတယ်ခဏလေးစောင့်ကြပါဦးစကော့တလန်လီးอ่ะစကော့တလန်လီးอ่ะတကယ်ကြီးပြောင်းနေရဗျခဏလေးပါဗျ Haas အသင်းများ Celtic အပေါ်ကလက်ရှိသူတို့ဇယားမှာ Haas နဲ့ Dundee လို့ခေါ်တယ်နော်အဲ့ဒါလေးရှာလိုက်ရင် brother တို့ရမယ်တင်ပါတယ်နော်စလုံးမောင်းကတော့ HEART ပါပဲနော် HEARTS ပေါ့လေနော် Haas နဲ့ကျွန်တော်တို့ဒါ Dundee FC ပွဲပါအဲ့ဒါကတော့ဒီနေ့ရဲ့ Haas body ပေါ့နော်နှလုံးကိုလက်ရှိမှာ80ပေါင်းပေးထားပါတယ်ဒါကတော့ဒီနေ့ရဲ့နှစ်စာပွဲနောက်ထပ်တစ်ပွဲဖြစ်ပါတယ်နော်အဲ့တော့နည်းနည်းရှာလိုက်ပေါ့နော်အော်တွေ့ပြီတွေ့ပြီဒီမှာ โอเคโอเคအဲ့တော့ Heart of Meldonian အသင်းဖြစ်ပါတယ် Celtic Liga ဖြစ်ပါတယ်เนาะ Scotland Liga ပါတော့လက်ရှိမှာ Hearts ကဒီဟာဒီရှုံးပွဲလုံးဝမရှိထားသေးဘူးဗျာเนาะ10ပွဲကစားထားတယ်10ပွဲနိုင်2ပွဲတည်နေရှုံးပွဲမရှိတာဘူး24ကိုသွင်းထားတယ်ကိုကိုပဲပေးရတယ်22မှဒါလက်ရှိ6မှတ်နဲ့ရင့်တည်နေတဲ့အဆင့်တက်မှာအဲ့တော့ဒီဟာဒီ title race အတူတော်တော်လေးအဲ ရေပန်းစားတဲ့အသင်းဖြစ်ပါတယ်အဲ့တော့အဆင့်နှစ်မှာက Celtic ရှိတယ်ရမှတ်20အဆင့်3မှာ Ranger အသင်းရှိတယ်ရမှတ်15မှတ်ဖြစ်ပါတယ်ဒီနှစ်သင်းရဲ့နောက်ဆုံးထိတဲ့တူစုမှုเนาะနောက်ဆုံးပြီးခဲ့တဲ့ရာသီက2025မှာတလုံးတီအိမ်ဝင်ကနေပြီးခဲ့ပါတယ် Z1 နဲ့ Donny ကနိုင်တယ်သမိုင်းတစ်လျှောက်2002ခုနှစ်ကစလို့လက်ရှိအချိန်ဒီဒီ Haas အိမ်ဝင်သမိုင်းတစ်လျှောက်မှာအပြင်းဆုံးကြီးပြီးခဲ့တာတလုံး90ရုံး တစ်ချိန်ပဲရှိအဲနှစ်ချိန်ပဲရှိခဲ့ဘူးလေဒါကြောင့်အခုပေးတဲ့နှလုံး80ပေါင်းဆိုတဲ့ကြီးဟာတော်တော်လေးပြင်းထန်ကြီးမျိုးဖြစ်ပါတယ်လက်ရှိပြိုင်ပွဲတော်မှာ Celtic အသင်းကို3-2တကူးနဲ့နိုင်ထားပါတယ် Ranger အိမ်ခွင်းမှာเนาะဒီမှာ Z2 နဲ့ Ranger ကိုနိုင်တယ် Celtic ကို3-1နဲ့နိုင်တယ်တောက်လျှောက်ရလက်ညင်နေတယ်ဗျအဲ့ဒါကပြီးခဲ့တဲ့ပွဲဒီဒီပြီးခဲ့တဲ့ရာသီ နှောင်းပိုင်းတွေကစပြီးငိမ့်လာတာဖြစ်ပါတယ်เนาะအခုဒီလုံးဝခြေစွမ်းကမကြနေဘူးတစ်ဖက်ကအသင်းကတော့ဒွန်ဒီအသင်းဖြစ်ပါတယ်เนาะဒီတန်းစင်းဆောင်အသင်းဖြစ်တယ်ဒီအသင်းကအဘာရင်းအသင်းကိုတော့၄ခုပြန်နေရုံနေအဝေးဝန်းတော်လေးအခြေစွမ်းရင်းရိုင်နေအနေထားမှာရှိပါတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာလက်ရှိဟာစီယံနှလုံး80ဘောင်းကတော့ဒီနေ့ထပ်ပြီးအောင်မယ်လို့ပဲကျွန်တော်ယူဆတာကြောင့်ဒီအိမ်ဝင်းအသင်းဖြစ်တဲ့ House of Meldorian အသင်း body ပဲကျွန်တော်ကြိုက်ပါတယ်နှလုံး80ပေါင်းဖြစ်ပါတယ်เนาะ heart body ပါဒါဒီနေ့ရဲ့နောက်ထပ်နှစ်ဆပွဲလေးဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်ဒီနေ့ဒါဒါနှစ်ဆပွဲဒီနေ့ရဲ့တကြောင်တဲ့ပွဲ၃ပွဲလေးရမှာဖြစ်ပါတယ်เนาะနောက်တစ်ပွဲကတော့ကျွန်တော်ပွန်လီဂါမှာပြောခဲ့ပါတယ် okay ပါတော့နောက်ဆုံးပွဲကတော့เนาะလေးသင်းပေါင်းလေးကနောက်ဆုံးပွဲကတော့ Villarreal ပွဲဖြစ်ပါတယ်เนาะ La Liga ဖြစ်ပါတယ်အဲ့တော့ Villarreal ရဲ့အနေနဲ့က လက်ရှိဒီသူတို့အတွက်တိုက်စစ်ပိုင်းအားကိုးရတဲ့ဒီမိုရန်နိုပြန်ပါတဲ့အနေအထားမျိုးမှာရလက်ကပိုပြီးကောင်းနိုင်တဲ့အနေအထားလေးတွေ့ရပါတယ်လက်ရှိမှာတလုံး90ပေါင်းပေးထားတဲ့3လုံး30ပေါင်းနဲ့ကားထားတာဖြစ်ပါတယ်တလုံး90ပေါင်း3လုံး30ပေါင်းဟာဗလက်ကာနိုကိုးရဖို့ဆိုတာထက်ကျွန်တော်အထင်တော့ဗလရီရဲ့ဘက်ကနှလုံး3လုံးအထိရောက်နိုင်လို့ဒီလိုမျိုးခြေ ေးပေးတာလို့ပဲကျွန်တော်ယူဆတယ်ပြီးခဲ့တဲ့ရာသီမှာเนาะဒီ VD Valerie ရဲ့အိမ်ကမှာတလုံး90ပေါင်ပေးတယ်ဝမ်းဝမ်းနဲ့ပဲပွဲပြီးခဲ့တယ်ဒါပေမဲ့တမိုင်းတစ်လျှောက်အစင်လာရနောက်နောက်နှစ်ခုနှစ်ခါဆိုလို့လက်ရှိအချိန်ထိက Valerie ဟာ Valagano ကိုဒါဖလွှမ်းမှုနိုင်ခဲ့ခြင်းရှိပါတယ်သူတို့ကြေးရှုံးခဲ့တာဆိုလို့တမိုင်းတစ်လျှောက်နှစ်ချိန်ပဲရှိတာကိုတွေ့ရတယ်เนาะဒါကြောင့်လက်ရှိအစင်လာရောလက်ရှိ Gara Fawn ရောက Valerie ရဲ့ ရင်းနှီးတဲ့နယ်ယူစားတယ်။နောက်ဆုံးပွဲမှာဗလန်စီယာအင်ကုန်းမှာတူးစီးနဲ့ရှုံးခဲ့တယ်။အဲ့တော့ဒီချန်ပီယံလိမှာတော့ရလာတော့ဆိုးတယ်ပေါ့လေ။ဂျူဗင်တပွဲပဲတည်ရလေးတယ်။တော်နော်ဟော့စပါကိုရှုံးတဲ့မန်စီးတီးကိုရှုံးထားတယ်။အဲ့တော့လက်ရှိလာလီဂါမှာတော့အဆင့်3အထိတက်လှမ်းနိုင်တဲ့အသင်းဖြစ်ပါတယ်။အင်ကုန်းမှာဒီရသည်ရှုံးပွဲဆိုလို့ဒီဒီမန်စီးတီးနဲ့အက်စတန်ဗီလာခြေစမ်းပွဲတစ်ပွဲပဲရှိတယ်။ဂျန်နာက လာလီဂါမှာလုံးဝအိမ်ဝင်ရှုံးပွဲလုံးဝမရှိသေးသေးဘူးဘီဘာအိုကို1စီးနဲ့နိုင်တယ်အိုဆာဆိုနာကို2-1ဂျီရိုနာကို5စီးနဲ့အိုဗီယေရိုကို2စီးတော့ဂျန်နာကချန်ပီယံလိမှာဂျူဗန်နက်စ်ကို2-2နဲ့နောက်ဆုံးပွဲရီယယ်ဘက်တွေကို2-2ကန်ထားတာတွေ့ရပါတယ်တစ်ဖက်ကဗလကာနိုကတော့လက်ရှိကာရဖောင်ငြိမ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူနဲ့တွေ့တဲ့အသင်းတွေဟာခန်းစပိုင်းအားနည်းချက်ရှိတဲ့အသင်းတွေနော်တိုက်စစ်ပိုင်းအားနည်းချက်ရှိတဲ့အသင်းတွေဖြစ်ပါတယ်ဆိုစီတက်ကို0-1နဲ့နိုင်တယ်လေဗန်ဒီကို0-3အလာဖတ်ကို1စီးဒါဟာအရန်ကြီးအန်အောတင်စရာ ရလတ်မျိုးတော့မဟုတ်ဘူးကောင်းတာမှန်ပါတယ်ခြေစွမ်းငြိမ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Sevilla ကို Z1 နဲ့ရှုံးတယ် Tico 32နဲ့ရှုံးတယ်ဒါတော့လက်ရှိအနေအထားအရာက Valeria ရဲ့အိမ်ခွေကတော်တော်ကြီးကောင်းနေတယ်ဗျာเนาะအဲ့တော့တလုံး90ပေါင်းရတော့ Valeria နဲ့ပဲကျွန်တော်ရင်းနှီးစေချင်တယ်အဲ့တော့ဒီပွဲလို့တော့ Valeria ရဲ့ body ဖြစ်ပါတယ် Okay ပါဒါတော့ဒီနေ့ရဲ့ပထမဆုံး၄သင်းပေါင်းမောင်း1 4ရမှာဖြစ်ပါတယ်ပြန်ပြောပေးပါမယ်၄သင်းပေါင်းမောင်း1မှာကျွန်တော် Union Saint Gilloise body Haas body House of Meldolian Scotland League อ่ะเนาะ Haas body ပြီးရင်ကျွန်တော် Bayern Munich body နဲ့ Valerie ရဲ့ body ဖြစ်ပါတယ်။ဒါဒီနေ့ရဲ့လေးသမောင်းမောင်း tip ဖြစ်ပါတယ်။နော်ပြန်ပြောပါမယ်။ Union Saint Galaxy body, Haas body, Bayern body နဲ့ Valerie ရဲ့ body ဖြစ်ပါတယ်။ဒါဒီနေ့ရဲ့လေးသမောင်းမောင်း tip ဖြစ်ပါတယ်။ Okay ပါအားလုံးပဲ goal လပါညီကိုရေဆိုတော့ကျွန်တော်တို့ live မှာလေးသမောင်းမောင်းနှစ်နဲ့အတူဒါပြန်တွေ့ပါမယ်။ Okay ပါဆိုတော့ဒီ live လေးကိုလည်းဒါ GG brother တွေ share ပြ brother တွေ comment ပြ brother တွေတောင်းချင်းနေရအောင်ကျေးဇူးများကြီးတင်ပါရယ။မင်္ဂလာစီသောညနေဖြစ်ပါစေဗျ။ goal လပါဗျ။